တရေအချောက်ခံရရင်ဘေဂါထာရွတ်တင်လဲဥစဉ်တဲ့တခါတုန်းကနွားចောင်းသားတယောက်ညက်နေဆောင်လို့နွားចောင်းပြီးအိမ်ပြန်လာတဲ့အခါမှာ တရေတကောင်ကတစ်ပင်ကွာကြားကနေစောင့်ဆောင်ထိုင်ပြီး၆ပါတယ်အဲ့ဒီတရေကလည်းပဲဖုန်ကြီးဘွားကနေဖြစ်လာတာနော်နွားចောင်းသားကလည်းပဲဖះစာဆိုလို့မေတ္တာတုပ်ပဲရပါတယ်မေတ္တာတုပ်ထဲမှာရေကေစီဆိုတာပါတယ်လीအ မေတ္တာတုပ်ယူဖို့တဲ့ဒကာဒကာမတွေသိကြပါတယ်။တရေအချောက်ခံရတဲ့အခါမှာနွားချောင်းသားကသူရတဲ့မေတ္တာတုပ်ကိုရွတ်ပါတယ်။ကြောက်ကြောက်နဲ့ရွတ်ရတာဆိုတော့အဲ့ဒီရေကေစီဆိုတာကိုကြော်သွားပါတယ်။အဲ့ဒီအခါမှာတရေကဟေ့နွားချောင်းသားမင်းမေတ္တာတုပ်ရွတ်တာရေကေစီကြံနေခဲ့တယ်ကွာဆိုလှမ်းထောက်ပေးပါတယ်နော်။အဲ့ဒီအခါမှာနွားချောင်းသားလည်းပဲဟာတရေကမေတ္တာတုပ်တော်မကြောက်ပါလားဆိုပြီးထွက်ပြေးပါလေရော့။ ဒါကရေစရာပြောပြတာเนาะတရေအချောက်ခံရရင်ဘယ်ဂါထာရွတ်ရမလဲဆိုတော့တရဏဂုံရွတ်ပါတရဏဂုံဟာရွတ်ရတာလဲလွယ်ကူသလိုထိရောက်မှုလည်းရှိပါတယ်เนาะတရဏဂုံရွတ်တဲ့ပုဂ္ဂိုလ်တွေကိုဘယ်တရေတစီမဆိုကြောက်ပါတယ်ဒါအပြင်တရဏဂုံရွတ်တဲ့ပုဂ္ဂိုလ်တွေကိုလူတွေလည်းချစ်တယ်နှက်တွေလည်းချစ်ပါတယ်ဒါကြောင့်တရဏဂုံပဲရွတ်ပါလို့ပြောခြင်းပါတယ် အရှင်ဖရာတပည့်တော်သည် အလုတ်ယုံနံရံတွင် ကပ်ပေါက်နေသော လူတရက်စာရှိသောညောင်ပင်အားခုတ်လှဲခိုင်းမိပါသည်ဖရာအပြည့်ရှိပါသလားဖရာတဲ့ဖရာရှင်နဲ့မဖူးတွေ့ရမိပုဂ္ဂိုလ်ခုနှစ်ဦးဆိုတာရှိပါတယ်အဲ့ဒီပုဂ္ဂိုလ်ခုနှစ်ဦးကဘသူတွေလဲဆိုရင်တထူပါဗေဒဖရာကြောင်းကံစီတီပထိုးများကို ဖြစ်စည်းတော်သူနှစ်ဘောဓိဗေဒဖရာမိပွင့်ရာဘောဓိညောင်ပင်နှင့် ဖျားရှင်အားပူဇော်ရန်စိုက်ပျိုးထားသောဗောဓိညောင်ပင်တို့အားခုတ်လှဲဖြစ်စည်းသောသူ၃အာရာမဗေဒဖျားစာတရားစာများကိုအိမ်သာထဲအသုံးပြုဖြစ်စည်းသောသူ၄ဘိက္ခုဗေဒယဟန်အချင်းချင်းစိတ်ဝမ်းကွဲအောင်ဂုံးတိုက်သောသူ၅ဘိက္ခုနီဗေဒဘိက္ခုနီမအချင်းချင်းစိတ်ဝမ်းကွဲအောင်ဂုံးတိုက်သောသူ၆ပင်စာနန္တရိယဗေဒပင်စာနန္တရိယကံ၅ပါးကို ကျူးလွန်ထားသောသူ၇ ခွနှစ်တက္ကာယဒိဋ္ဌိဗေဒလွဲမှားသောမိစ္ဆာဒိဋ္ဌိအယူရှိသောသူတို့ဖြစ်ပါれ။ပေါ်ပြပါဖယားရှင်နဲ့မဖူးတရားမိပုဂ္ဂိုလ်ခုနှစ်မျိုးထဲမှာဗောဓိဗေဒဖယားမိပွင့်ရာဗောဓိညောင်ပင်နှင့်ဖယားရှင်အားပူဇော်ရန်စိုက်ပျိုးထားသောဗောဓိညောင်ပင်တို့အားခုန်လှဲဖြည့်ဆည်းသောသူဆိုတာပါတာကြောင့်ဖယားရှင်အားပူဇော်ရန်စိုက်ပျိုးထားသောဗောဓိညောင်ပင်ကို ခုန်လှဲဖြည့်ဆည်းမှသာ အပြည့်ရှိပါれ။ အခုလိုအလုတ်ယုံနိုင်ရန်ဘေးမှာ အလေးကျပေါက်နေတဲ့ညောင်ပင်မျိုးကိုခုတ်လဲဖြစ်စည်းတာကတော့အပြစ်မရှိဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖေရသောတာပန်ဖြစ်ဖို့ဘာကိုဥစွာလှုပ်ဆောင်ရမလဲဖေရ။ငါးပါးသီလမြဲပြီးတရဏဂုံတည်တာနဲ့သောတာပန်ဖြစ်ပါသလားဖေရ။ရှင်းပြပေးတော်မူပါဖေရတဲ့။သောတာပန်တည်ဖို့အင်္ဂါ၅ချက်ရှိပါတယ်။အဲ့ဒီအင်္ဂါ၅ချက်ကဘာတွေလဲဆိုရင်နံပါတ်၁ တပ်ပုရိသတန်သေးဝဖရာယဟန္တာအစရှိသောအရိယာသူတော်ကောင်းတို့ကိုမှီဝဲစည်းကပ်ခြင်းနံပါတ်1တဒ္ဓမတာဝနံသူတော်ကောင်းတရားကို နာကြားခြင်းနံပါတ်3ယောနိတော်မနာတိကာရောတင့်လျော်သောအဖြစ်နှလုံးသွင်းစင်ခြင်းခြင်းဟုဆိုအပ်သောယောနိတော်မနာတိကာရရှိခြင်းနံပါတ်4ဓမ္မာနုဓမ္မပတ္တိပတ္တိလောကုတ္တရာတရားအလျော်စွာကျင့်ကြံအားထုတ်မှုရှိခြင်းတို့ဖြစ်ပါれ။ဖော်ပြပါအင်္ဂါ၄ချက်နဲ့ညီမယ်ဆိုရင် သောတာပန်တည်နိုင်ပါတယ်အရှင်ဖယတတိတော်တို့ကိုမင်းတို့ကဘာကြောင့်ဗုဒ္ဓဘာသာကိုကိုးကွယ်တာလဲမေးရင်တိကျစွာ ဖြေကြားဖို့ရှင်းပြပေးတော်မူပါဖယတဲ့ဗုဒ္ဓဘာသာဤတန်းတိုင်ကဘာလဲလို့မေးရင်နိဗ္ဗာန်ပဲဖြစ်ပါတယ်နိဗ္ဗာန်ရောက်မှဗုဒ္ဓဘာသာဤတန်တိုင်ကိုရောက်တယ်လို့ခေါ်ပါတယ်။နိဗ္ဗာန်မရောက်သေးတဲ့၍ဗုဒ္ဓဘာသာဤတန်တိုင်ကိုမရောက်သေးပါဘူးเนาะ။ဒါကြောင့်နိဗ္ဗာန်ကိုရောက်စေချင်တာလဲဆိုရင် ိုနာသည်ဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်စေဖို့ပဲဖြစ်ပါတယ်။ပိုနာသည်ဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်တဲ့နိဗ္ဗာန်ကိုရောက်ဖို့ဆိုတာကလည်းပဲမဂ်ဂင်ရှိပါအကျင့်မြတ်တရားကိုကျင့်မှရောက်မှဖြစ်ပါတယ်။ဗုဒ္ဓဘာသာကိုကိုးကွယ်ရခြင်းကြီးရွတ်ချက်ဟာဤမဂ်ဂင်ရှိပါအကျင့်မြတ်တရားကိုကျင့်ပြီးပိုနာသည်ဆင်းရဲဒုက္ခအပေါင်းမှလွတ်မြောက်ရာဖြစ်တဲ့နိဗ္ဗာန်ကိုရောက်ဖို့ပဲဖြစ်ပါတယ်။ရောက်ချင်တာမရောက်ချင်တာကတော့မိမိရဲ့အပိုင်းပါ။ ဗုဒ္ဓဘာသာကိုကိုးကွယ်ရတဲ့တခက်ရည်ရွယ်ချက်အမှန်ကနိဗ္ဗာန်ကိုရောက်ဖို့ပဲဖြစ်ပါတယ်။အဲ့ဒီအတိုင်းပဲပြန်ပြီးဖြေလိုက်ပါနော်။ဦးဇင်းဖေရတန်ဃာတော်တွေနှလုံးသုံးလုံးထိုးတာအပြစ်ဖြစ်ပါသလားဖေရ။မျက်စိရှိတဲ့တွေ့နေရတာတွေရှိလို့ပါဖေရတဲ့။နှလုံးသုံးလုံးဆိုတာကလောင်ကစားဖြစ်ပါတယ်။ခௌဒ္ဒသိခာဂါထာမှာနာကိလေကိဉ္စီကိလိတံမိတိလောင်ကစားမှမအကြောင်းဆိုထားတဲ့အတော့ နိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေယဟန်တော်များလောင်ကစားလုပ်မယ်ဆိုရင်ဒုက္ကအာဘတ်တင်ပါတယ်ဒါအပြင်လောင်ကစားလုပ်တဲ့အခါမှာရှုံးတဲ့အခါရှုံးကျွေးကိုမဆက်ဖဲထွက်ပြေးမယ်ဆိုရင်ယဟန်တော်များပါရာဇိကတောင်ကြနိုင်ပါသေးတယ်ဒါကြောင့်မိတိလောင်ကစားမဆိုယဟန်တန်ကတော်များနှင့် မအပ်ဆက်ဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်မတိလို့ပါအရှင်ဖေရမြတ်စွာဘုရားရှင်ကမိန့်တော်မူတယ် ငါဤသာသနာကိုငါရဲ့သားတော်တွေကပဲဖြည့်ဆည်းလိုက်မယ်ဆိုတာမှန်ပါသလားဖေယားတပည့်တော်ကိုဖြေကြားပေးတော်မူပါဖေယားတဲ့လုံးဝမဟုတ်ပါဘူးနော်တချို့ကမြတ်စွာဘုရားဤသာသနာတော်ကိုမြတ်စွာဘုရားဤတပည့်သားများဖြစ်ကြတဲ့ယဟန်တန်ခါတော်တွေကပြန်ပြီးဖြည့်ဆည်းလိုက်မယ်ဆိုပြီးပြောဆိုနေကြပါတယ်တေသေးချာချာမလိမ့်လာဘဲနဲ့ပြောဆိုနေကြတာပါနော်အဲ့ဒီလိုလုံးဝမဟုတ်ပါဘူး ယသဘုရားကဒင်ခုထုပါဠိတော်သရုကနိပတ်သောမနသုံးပါဤသာသနာတော်ကိုစီပင်ပြန်ပွားအောင်လုပ်နိုင်တဲ့ပုဂ္ဂိုလ်တွေဟာဘိက္ခုဆိုတဲ့အမျိုးသားယဟန်ဘိက္ခုနီဆိုတဲ့အမျိုးသမီးယဟန်ဥပတကာဆိုတဲ့လူအမျိုးသားဥပတိကာမဆိုတဲ့လူအမျိုးသမီးဤပရိသတ်၄ပါးတို့ကပဲလုံဆောင်နိုင်တယ်လို့ဟောကြားတော်မူထားပါတယ်ထို့အတူပဲဤသာသနာတော်ကို ပြည့်စည်အောင်ဖြည့်စည်မဲ့ပုဂ္ဂိုလ်များဟာလည်းပဲဘိက္ခုဆိုတဲ့အမျိုးသားယဟန် ဘိက္ခုနီဆိုတဲ့အမျိုးသမီးယဟန်ဥပတကာဆိုတဲ့လူအမျိုးသားဥပတိကာမဆိုတဲ့လူအမျိုးသမီးဤပြိသက်၄ပါးတို့ကပဲဖြစ်စည်းလိမ့်မယ်လို့တတ္တမပတိရူပကပုံမှာမြတ်စွာဘုရားကဟောကြားထားပါတယ်။ဒါကြောင့်သာသနာတော်ကိုပျက်စီးအောင် ဖြစ်စည်းမဲ့ပုဂ္ဂိုလ်များသည်ယဟန်တမျိုးတည်းမဟုတ်ပဲပြိသက်၄ပါးဖြစ်တယ်လို့မှတ်သားထားရမှာ ဖြစ်ပါတယ်။အရှင်ဘုရားတရားမင်းဖြစ်ဖို့အတွက်ဘယ်လိုကုသိုလ်မျိုးလုပ်ရတာလဲဘုရားတဲ့။ တဂါထာဝကတန်ယုတ်ပါဠိတော်မှာတရားမင်းဖြစ်ကြောင်းတရား9ပါးဖော်ပြထားပါတယ်။အဲ့ဒီ9ပါးကဘာတွေလဲဆိုရင်1အသက်ထက်ဆုံးမိဘ2ပါးကို ပြုစုလှုပ်ကျွေးခြင်း2အသက်ထက်ဆုံးကြီးသူတို့ကိုယုံကြည်ခြင်း3အသက်ထက်ဆုံးတိမ်မွေသောစကားကို ပြောဆိုခြင်း၄အသက်ထက်ဆုံးကုံချောစကားကိုမဆိုခြင်း၅အသက်ထက်ဆုံးပေးကမ်းလှူဒန်းခြင်းဒါနကောင်းမှုကိုပြုခြင်း၆အ အသက်ထက်ဆုံးမှန်သောတစ္ဆာစကားကိုပြောဆိုခြင်းခုနှစ်အသက်ထက်ဆုံးအမျက်ဒေါသမထွက်ခြင်းအမျက်ဒေါသထွက်တဲ့အခါမှာလည်းပဲဒေါသကိုအလင်းမြန်သိမ်းဆည်းနိုင်ခြင်းတို့ဖြစ်ပါတယ်ဒါဟာတရားမင်းဖြစ်ကြောင်းတရားခုနှစ်ပါးပဲဖြစ်ပါတယ်အဲ့ဒီတရားမင်းဖြစ်ကြောင်းတရားခုနှစ်ပါးကိုကျင့်ကြံမယ်ဆိုရင်တရားမင်းဖြစ်နိုင်ပါတယ်အင်း y e